စမယ်မနေ့က1က1 Friday 5 101ထပ်ပြလိုက်ပြီ23ရက်နေ့မှာလည်း1172ရှိနေတော့ကျွန်တော်တည်င်းကြကြချင်းကိုမြန်မာနှစ်ပွဲကိုပွဲကြုံလုပ်ပေးလိုက်ပါတယ်ပထမပွဲအမွေပွဲသူပွဲကိုဘယ်လိုပြောရမလဲထမင်းအောင်ရဲ့နောက်ဆုံးပွဲကပြိုင်ဘက်ကိုမမိလားမသိဘူးအတလာဒီဇာဟီဒီလို့ခေါ်တယ်သူ့ကိုမဲဆက်တုံးကငငယ်ကအပျော်တန်းဆော့ခဲ့တယ်ပြီးတော့နိုင်ရက်လက်ရွေးစဉ်ဖြစ်လာတယ်အဲ့ဒီနောက် professional ဘက်ကို ပြောင်းလာတယ်။အဲ့လိုအခြေခံကောင်းတဲ့သူတွေက ပေါရောက်လေးရှိတယ်။ချန်ပီယံထိမျော်လင့်လို့ရတယ်ဆိုပြီးကျွန်တော်ပြောခဲ့ဘူးတဲ့။မှတ်မိကြလိမ့်မယ်လို့ထင်တယ်။အခု MW တွေ့ရမယ့်ပြိုင်ဘက်ကအဲ့လိုကောင်မျိုးပြ။နာမည်က Harvard Gordon လို့ခေါ်တယ်။ငငယ်တဲ့ကသူ့အဖေက train ထားတာ။ကြောင်းပွဲတွေဝင်ထိုးအပျော်တမ်းတွေတီအိုလံပစ်တွေဝင်ဆော့နေတော်တော်ကိုမှအခြေခံပိုင်ခဲ့တယ်ဗျ။နီးစနစ်တော်တော်ကိုပြည့်စုံခဲ့တယ်။အပျော်တမ်းရော semi pro record ရော ပေါင်းမယ်ဆိုရင်ပွဲ60ကျော်ရှိတယ်။လေးပွဲပဲရှုံးမှုတယ်။အဲ့ဒါကအသက်15နှစ်ထိပဲနော်။အသက်16ကနေပြီးတော့ professional စထိုးတယ်။တပွဲမှမရှုံးဘူး။ခုနှစ်ပွဲထိုးတယ်၊ခုနှစ်ပွဲလုံးနိုင်တယ်။အခုအသက်18ရှိပြီ။အတောင်လက်တတော်စုံနေပြီလို့လည်းပြောလို့ရတယ်။မွေထိုင်းနစ်စနစ်အောက်မှာအားနည်းချက်ကျွန်တော်ထိုင်းရှာတာတခုတောင်မတွေ့ဘူး။မာဟုံပိုင်းကောင်းတယ်လက်သီးပိုင်းမစိုးဘူးမွေထိုင်းကလင်းချိုင်မှာကြိုက်တတောင်ပိုင်းတိတ်ကွင်းတိတ်ကွက်အရှိဆုံးပဲ ထေကန်ချက်ပြည့်စုံတယ် spinning bucket ဆိုရှယ်ပဲ fighting edge လည်းကောင်းပြန်တယ်ဆိုတော့မရှိရှိတာရှာကြံပြီးပြောရမယ်ဆိုရင်မွေထိုင်းရဲ့တက်ကွက်ရှစ်ကွက်အပါဝင်မွေထိုင်း sweat မွေထိုင်း throw မွေထိုင်း clinch တွေတဲမှာမှအားလုံးထဲမှာမှလက်သီးပိုင်းနည်းနည်းအားနေတယ်လို့ပြောရမယ်ဒီနေရာမှာအားနေတယ်ဆိုတာကမကောင်းတာမဟုတ်ဘူးကြံတဲ့ပိုင်းနေနဲ့ရှင်ရင် အားမရတာမျိုးဆိုလိုတာမျိုးဖြစ်တယ်ဆိုတော့ခက်တုတ်တုတ်တုတ်ပြောရရင် အဲမွေပွဲကြက်ပါတယ်ကိုလူဟာဘယ်ပိုင်းအားတာမလဲဆိုရင်တော့ဝမ်းအတွေ့ကြုံသုံးပွဲကြိုရှိနေတာရဲ့ဗလာလက်သီးနဲ့အသားကျနေတဲ့အပိုင်းရဲ့ပါဒါပါပဲကျန်တဲ့ပိုင်းကဘာပိုင်းမှအာမတပါဘူးပြိုင်ဘက်ကတတောင်တော်လေးကောင်းတယ် clinch ပိုင်းလည်းတတော်လေးကိုကျွမ်းကျင်တယ်ထပ်ပြောမယ်တတောင်ရှယ်ကောင်းတယ် clinch စွန့်ရမ်းကြိုက်တယ် ဲ့တော့အဲမွေရာကပ်ပြီးထိုးတဲ့အပိုင်းမှာတော်တော်လေးဂယူးဆိုင်ပြီးစော့ရမယ်နောက်တစ်ခုကအဲမွေထက်အရန်နဲ့ reach အနိုင်ငယ်တာတယ်အဲ့တာတဲ့အရန်နဲ့ reach ကိုလည်းအသုံးချတတ်ပြန်တယ်ဘယ်လိုပြောရမလဲဗျာတော်တော်အားနေချက်ရှာရခက်တဲ့ကောင်ဗျာဆိုတော့အကြံပေးချင်တာကတော့ဟိုဘက်ကမွေထိုင်းသမားစစ်စစ်ဖြစ်နေတော့မွေထိုင်းပုံစံသွားစော့နေရင်တော့ကိုလူမှောက်သွားမှာကျင်းသေးတယ်အဲ့တော့ street side ပုံစံစော့ပါဂျောကိုပဲ OTP ထိုးပါမွေထိုင်း stamp မပေးပါနဲ့ရန်ဖြစ်တလို့တောက်ချောက် ဖိပါပြန်ထွက်လာမယ့်အဲဘိုးတွေကိုဂယူးဆိုင်ပါနှစ်ချက်တစ်ချက်ရင်းထိုးရမယ်အမတ်ယူဖို့ကိုခေါင်းထဲကနေထုတ်ထားလိုက်လဲထိုးနိုင်မှာပဲနိုင်မှာမယ်နောက်ဆုံးပွဲမူကာစီတိုနဲ့ပွဲကလိုမျိုးကြောကိုတစ်ချက်ကောင်းထိအောင်ဆော့ပါလက်သီးပိုင်းလည်းရှယ်ပြင်ဆင်လာခဲ့ပါကြံတဲ့အပိုင်းတွေကတော့အဲမွေးဘလို့မှရှင်လို့မရဘူးဆိုတော့ဒီပွဲလေကိုမြင်မှာအတွက်ကလက်သီးပဲအဖြေအားဖြစ်နေပါတယ်ပြိုင်ဘက်အတွက်ကပထမအဦးဆုံး MMA လက်ရည်နဲ့စားစော့ရမှာမို့လို့ မာကုံမြင့်နေဆိုပေမဲ့ကြောကိုထိရင်တော့မခံနိုင်လောက်သေးဘူးလို့တော့ထင်တယ်အဲ့တော့ဟူးတွေကိုရှယ်ကျင်လာခဲ့ပါကလစ်မဝင်အောင်တတိထားပါကိုယ့်ရဲ့မာကုံကိုလည်းမြင့်တင်လာခဲ့ပါရင်ထိုးရမှာမဟုတ်လို့ပါတက်လုံကိုလည်းပိုတင်လာပါဒါပါပဲအကြံပြုချက်ကတော့ပေါက်ကြီးကတော့မပေါက်သေးပါဘူးပေါက်ရင်လည်း Telegram မှာတင်ပေးထားပါမယ်ဟုတ်ကဲ့ကျွန်တော်ညီရောတာပါ channel MSN ရပါတတား social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ